ဟုတ်မင်းသားတငယ်ချင်းတွေမင်္ဂလာပါဗျတို့တို့ဒီဆက်တဲ့ချိန်အတွက်ကျွန်တော်ဖိုင်နယ်မူလေးပေါ့နော်ဆက်တဲ့ချိန်အတွက်ဖိုင်နယ်ဖိုင်နယ်မူလေးဖိဖိုင်နယ်မူလေးကိုဒီစပော့လိုင်းနဲ့ပေါ့နော်24ချိန်မှာနှစ်ထိပ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 ်ဆိုတဲ့မူလေး ဟုတ်၁၇ကြိမ်အတွက်ဖိုင်တယ်မူပေါ့နော်အဲ့ဒီနှစ်ထိပ်ကြာလေးနှစ်ထဲမှာ၃ကြိမ်၅ကြိမ်၇ကြိမ်ရကဏ္ဍနေရပေါ့နော်ပြိတ်လေးပြိတ်၆ပြိတ်၃နေ၃ဒီနှစ်ထိပ်ကြာလေးနှစ်ထဲမှာပေါ့နော်ပြိတ်၈ပြိတ်၇ပြိတ်၈ပြိတ်၃ခုရပေါင်းလား၃ဒီနှစ်ထိပ်ကြာလေးနှစ်ထဲမှာပြိတ်၈ပြိတ်၇ပြိတ်၈ဒီ၃ဟုတ်ဒီနှစ်ထိပ်ကြာလေးနှစ်ထဲမှာ၃ ပြိခုံပြိလေးပြိနှစ်ဒီ၃ဆိုပြီးတော့ဒါပြိ၃ခုရဲ့ပေါင်းလပ်၃ပြိ၄ခုပြိ၃ခုရဲ့ပေါင်းလပ်၃ပြိ၃ခုရဲ့ပေါင်းလပ်၃ပြိ၃ခုရဲ့ပေါင်းလပ်၃ဆိုတဲ့မှတ်တမ်းနဲ့နှစ်ထိပ်ကြားတဲ့နှစ်ထဲမှာသူကစီကံတကြားနဲ့လုပ်ငန်းလုပ်ခဲ့ပါတယ်နော်အဲ့ဒီပြိ၃ခုပေါင်း၃နေကြရမှာသူကဒီရှေးပေါင်းရှင်းနဲ့ရှေးပေါင်းခွန်ဒီ၅ ရှေပေါင်း6နဲ့ရှေပေါင်း8ဒီ4 5 4ရှေပေါင်း4နဲ့ရှေပေါင်း9ဒီ3 5 4 3ရှိပေါင်းရှင်းနဲ့ရှိပေါင်းလေးဒီနှစ်5 4 3နှစ်ပြီးတော့သူခွဲခဲ့တယ်နော်အဲ့ဒီ5 4 3နှစ်ကိုခွဲတဲ့ချိန်မှာအဲ့ဒီ5 4 3နှစ်ကိုလေသူကဒီနှစ်ထိပ်ကြတယ်နှစ်ရဲ့15ချိန်18ချိန်19ချိန်ရဲ့ break တွေက ပရိတ်သုံးခုရဲ့ပေါင်လာငါလီသုံးနှစ်နဲ့သူပြန်ပြီးတော့စီကံတကြလုပ်ခဲ့ပါလေနော်နှစ်ထိတ်ကြတဲ့နှစ်ထိတ်ဟာပရိတ်၁ပရိတ်၈ပရိတ်၆ဒီ၅နှစ်ထိတ်ကြတဲ့နှစ်ထဲမှာပရိတ်၁ပရိတ်သုံးပရိတ်၉ဒီ၄၅လေးနှစ်ထိတ်ကြတဲ့နှစ်ထဲမှာပရိတ်၈ပရိတ်၈ပရိတ်ခွန်ဒီ၃၅လေး၃နှစ်ထိတ်ကြတဲ့နှစ်ထဲမှာပရိတ်၁ပရိတ်၄ပရိတ်ခွန်ဒီ၂၅လေး၃နှစ် အဲ့ဒီ၅၄၃နှစ်တည်းကိုကျွန်တော်တို့ကဒီတစ်ပတ်အတွက်လုပ်ငန်းလုပ်မှာပေါ့နော်ပရိသတ်မှုရပေါင်းလက်၃လို့ကြာပြီးတော့ပရိသတ်လေး၈ပိတ်၆ပိတ်၄၈၆ဒီ၈အဲ့ဒီ၈ဒီဒီသူ့ရဲ့ဆောင်းကိုပရိသတ်လို့တဲ့ရိုက်တယ်ပေါ့နော်ပရိသတ်မှုပေါင်း၃လို့ကြာတဲ့ထေရမှာပရိသတ်၈တိပိတ်၃ညာပိတ် ရှိတဲ့တုံညာဒီကိုအဲ့ဒီကိုကိုသူ့ရဲ့ဇောင်းလေးမှာပရိကိုလို့တဲ့ရိုက်တာမဟုတ်နော်သူကပထမကကိုပရိရှိဒုတိယကမှာနော်ပရိကိုတတိယကမှာကျတော့လေဒီပရိ3ရဲ့ပေါင်းလား3ရာနေမှာပရိရှိရဲ့3ဘိတ်ရဲ့9ဘိတ်ရဲ့8 3 9ဆိုတော့တုံညာအဲ့ဒီတုံညာကိုလေသူ့ရဲ့ဇောင်းလေးမှာပရိတုံညာလို့တဲ့ရိုက်တယ်ပရိရှိလို့ရိုက်တယ်ပရိကိုလို့ရိုက်တယ်ပရိတုံညာလို့ရိုက်တယ် စုံထားကြတယ်တိပေါ့နော်ပြိသုံးမှုပဲအပေါင်းလဲအသုံးဖြစ်တဲ့ဇာမပြိခွန်ရဲ့6ပိတ်ရဲ့10ပိတ်ရဲ့ခွန်6 8ဆိုတော့တိအဲ့ဒီတိကိုပြိတိဆိုပြီးတော့သူ့ရဲ့ဇောင်းလေးကိုတက်ရိုက်တယ်နော်ကြိမ်တီးနှစ်ထိပ်ကြရနေသူရဲ့နောက်နှစ်မှာပေါ့နော်1 2 3 4 5 6ကြိမ်နေမှာပေါ့အဲ့ပရိသတ်ပရိတ်ကိုပရိတ်တုံညပရိတ်တက်လို့ ရိုက်ပါဒီအဝါလိုင်းကရှေ့ကိုပြိရှေ့လို့ရိုက်တာဒီအဝါလိုင်းကကိုယ်ကိုပြိကိုယ်လို့ရိုက်တာဒီအဝါလိုင်းကတုံညာကိုတုံညာလို့ရိုက်တာဒီအဝါလိုင်းကတဲ့ကိုတဲ့လို့ရိုက်တာရှေ့ကိုတုံညာတဲ့ကိုရှေ့ကိုတုံညာတဲ့လို့ဇောင်းတဲ့ရိုက်ပြီးတော့သူ့ရဲ့အောင်မှာပြိရှေ့နဲ့ပြိခုံဒီငါအဲ့ဒီငါကိုပြိရှေ့နဲ့ပြိခုံဒီငါဆိုပြီးတော့ဒီမှာ နော်ပြန်ရိုက်ပြီဘရိတ်ရှိပြီဘရိတ်ကိုရိုက်ဘရိတ်ကိုရိုက်ပြီတဲ့အချိန်မှာရှေ့ပေါင်း6နဲ့ရှေ့ပေါင်း8ဒီ4အဲ့ဒီ4ကိုလဲဘရိတ်ကိုနဲ့ဘရိတ်5ဒီ4ပါဆိုပြီးတော့ရိုက်တာပဲနော်5 4ရဘရိတ်ရှိဘရိတ်ကိုပြီးတော့ဘရိတ်3ညာရိုက်ပြီဘရိတ်3ညာရဲ့အောက်မှာရောဘရိတ်4နဲ့ဘရိတ်ရှေ့ပေါင်း4နဲ့ရှေ့ပေါင်း9ဒီ3မလို့ဘရိတ်3ညာနဲ့ဘရိတ်3ဒီ3ပါဆိုပြီးတော့ ဒါငါးလေးသုံးကိုပြန်ဖြည့်တာငါးလေးသုံးပြီးတော့နှစ်ပေါ့နော်ရှင်းပေါင်းရှင်းနဲ့ရှင်းပေါင်းလေးပြီးနှစ်အဲ့ဒီနှစ်ကိုဗရိတ်တနဲ့ဗရိတ်တသည်နှစ်ပါဆိုပြီးတော့သူက၈ကို၃ညာတက်ကိုလည်းဖြည့်သွားတယ်ငါးလေးသုံးနှစ်ကိုလည်းဖြည့်သွားတာပေါ့နော်ဗရိတ်ရှိဗရိတ်ကိုဗရိတ်၃ညာဗရိတ်တလို့ရိုက်တယ်အဲ့မှာကျွန်တော်တို့စတယ်ခဲ့တဲ့ ရှင်ပေါင်းတစ်ခုရဲ့ပေါင်းလိုက်9ရှင်ပေါင်းတစ်ခုရဲ့ပေါင်းလိုက်4ရှင်ပေါင်းတစ်ခုရဲ့ပေါင်းလိုက်3ရှင်ပေါင်းတစ်ခုရဲ့ပေါင်းလိုက်1 9 4 3ကိုသူ့ရဲ့ဘေးမှာเนาะသူ့ရဲ့ဘေးမှာရှင်ပေါင်းရှင်နဲ့ရှင်ပေါင်းခွန်ဒီ9လို့ရိုက်တဲ့ဘေးမှာရှင်ပေါင်းရှင်နဲ့ရှင်ပေါင်းခွန်ဒီ9ကိုပရိရှင်နဲ့ပရိခွန်ဒီ9လို့ပြန်ရိုက်တာရှင်ပေါင်း6နဲ့ရှင်ပေါင်း8ဒီ4ကိုသူ့ရဲ့ဘေးမှာပရိ9နဲ့ပရိ9ဒီ4လို့ပြန်ရိုက်တာ ရှေပေါင်းလေးနဲ့ရှေပေါင်းကိုသည်သုံးလို့ရတယ်ပြိတ္တုံညာနဲ့ပြိတ္တုံသည်သုံးလို့ရတာ၅လေးသုံးရှေပေါင်းရှင်းနဲ့ရှေပေါင်းလေးသည်နှိမ့်လို့ရတဲ့ပြီမှာပြိတ္တင်းနဲ့ပြိတ္တေသည်လည်းနှိမ့်လို့ရတာအဲဆိုပြိတ္ရှိပြိတ္ကိုပြိတ္တုံညာပြိတ္တေရှေကိုတုံညာတွေ့ရအောင်ပါပြိတ္နှစ်ခုရဲ့ပေါင်းလား၅ပြိတ္နှစ်ခုရဲ့ပေါင်းလား၄ပြိတ္နှစ်ခုရဲ့ပေါင်းလား၃ပြိတ္နှစ်ခုရဲ့ပေါင်းလား၄၅၄၃၂ဆိုပြီးဖြစ်လာတာ ခုကကျွန်တော်တို့ရိုက်မှာအဲ့ဒီ9 4 3နှစ်တည်းကိုရိုက်မှာနော်9 4 3 2အဲ့ဒီ9 4 3နှစ်တည်းကိုနော်ကျွန်တော်တို့ဒီစက်တဲ့ချိန်အတွက်ဘယ်လိုရိုက်မလဲစက်တဲ့ချိန်အတွက်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 ကျွန်တော်တို့ရိုက်ခဲ့တဲ့ငါးလေးသုံးနှစ်တည်းကိုဘယ်လိုရိုက်မလဲနော်ဘရိတ်ရှင်းနဲ့ဘရိတ်ခွန်တည်းငါးလို့ရိုက်ပြီးတော့ ွား6ရဲ့ွား4ရဲ့ဒီ3ည3ညရဲ့ွား5ရဲ့အဲွား6နဲ့ွား4ဒီ3ည3ညနဲ့ွား8ရဲ့ဒီ8 8နဲ့ွား9ဒီ9ဆိုပြီးမပြန်ရိုက်ပါနော်တို့ရိုက်ခဲ့တဲ့9လေး3ညနားပြီးတော့4ပေါ့နော်ရှိပေါင်း6နဲ့ရှိပေါင်း8ဒီ4ဗရိတ်9နဲ့ဗရိတ်5ဒီ4အဲ့ဒီ4ကိုကွာ3နဲ့ကွာ4ဒီခွန်ခွန်နဲ့ကွာ3ဒီ3ည တုံညနဲ့ခွာလေးသည်လေးဆိုပြီးတော့တိုက်ပြီနော်ငါးလေးငါးလေးပြီးတော့သုံးလေပေါ့နော်အဲစီပေါင်းလေးနဲ့စီပေါင်းကိုသည်သုံးပရိတ်တုံညနဲ့ပရိတ်သုံးသည်သုံးအဲ့ဒီသုံးကိုခွာရှင်းနဲ့ခွာငါးသည်သုံးသုံးနဲ့ခွာရှင်းသည်တစ်တစ်နဲ့ခွာနှစ်သည်သုံးဆိုပြီးတော့ငါးလေးသုံးသုံးလို့လဲသုံးလို့ရိုက်တာငါးလေးသုံးငါးလေးသုံးပြီးတော့နှစ်ပေါ့နော် ရှင်းပေါင်းရှင်းနဲ့ရှင်းပေါင်းလေးဒီနှစ်ပြိတ်တင်းနဲ့ပြိတ်တည်းဒီနှစ်အဲ့ဒီနှစ်ကိုကျွန်တော်တို့ကဂွာပေါင်းလေးခုရဲ့ပေါင်းလိုက်နှစ်နဲ့ပြန်ရိုက်ပါဂွာတင်းနဲ့ဂွာနှစ်ဒီ3 3နဲ့ဂွာ5ဒီ8 8နဲ့ဂွာလေးဒီနှစ်နော်ဒီနှစ်ကိုခွာပေါင်းလေးခုရဲ့ပေါင်းလဲနှစ်လို့ရိုက်ဖို့အတွက်ကကျွန်တော်တို့ကဒီမှာခွာလေးပေါ့နော်ခွာလေး ဟုတ်နားတယ်ငယ်ချင်းရှင်းပါပါနော်ရှင်းပေါင်းတစ်ခုရဲ့ပေါင်းလိုက်၅ပရိတ်တစ်ခုရဲ့ပေါင်းလိုက်၅ကွာပေါင်း၄ခုရဲ့ပေါင်းလိုက်၅ရှင်းပေါင်းတစ်ခုရဲ့ပေါင်းလိုက်၄ပရိတ်တစ်ခုရဲ့ပေါင်းလိုက်၄ကွာပေါင်း၄ခုရဲ့ပေါင်းလိုက်၄၅၄၃ရှင်းပေါင်း၄နဲ့ရှင်းပေါင်း၉ဒီ၃နော်ရှင်းပေါင်းတစ်ခုရဲ့ပေါင်းလိုက်၃ပရိတ်တစ်ခုရဲ့ပေါင်းလိုက်၃ကွာပေါင်း၄ခုရဲ့ပေါင်းလိုက်၃၅၄၃၂ရှင်းပေါင်းတစ်ခုရဲ့ပေါင်းလိုက်၂ပရိတ်တစ်ခုရဲ့ပေါင်းလိုက်၂ ွာပေါင်း၄ခုရဲ့ပေါင်းလက်1 5 4 3လို့ရိုက်ဖို့အတွက်ကကွာပေါင်း၄အဲဒီ5 4 3နှစ်တည်းကပရိသတ်ခုရဲ့ပေါင်းလက်5ပရိသတ်ခုရဲ့ပေါင်းလက်4ပရိသတ်ခုရဲ့ပေါင်းလက်3ပရိသတ်ခုရဲ့ပေါင်းလက်1 5 4 3နှစ်ဆိုတာလေသူရိုက်ခဲ့ပြီးသားပါပဲနော်အဲဆိုကျွန်တော်တို့ကကွာလေးကိုဘာကနန်းထည့်မလဲရှင်းပေါင်းရှင်းနဲ့ရှင်းပေါင်းခွန်တည်5 ရှေးပေါင်း6နဲ့ရှေးပေါင်း7ဒီလေး9လေးရှေးပေါင်း4နဲ့ရှေးပေါင်း9ဒီ3 9 4 3 7ရှေးပေါင်း7နဲ့ရှေးပေါင်း4ဒီ2 9 4 3 2ဆိုပြီးတော့ဒီကနေပြီးတော့ကျွန်တော်တို့ကဏန်းကောက်မယ်9 4 3 2 9 4 3 2နဲ့ပြန်ကောက်ရမှာပေါ့နော်အဲ့ဆိုဒီကကျွန်တော်တို့ကဒီ9ရဲ့3ရဲ့ပေါ့နော်ဒီ9ရဲ့3ရဲ့9ရဲ့အခွန်ဒီ9ရဲ့3ရဲ့9ရဲ့အခွန်အဲ့ဒီခွန်ကိုဒီ2ရဲ့2ရဲ့ သုံးရခွန်ဆိုပြီးတော့ထည့်ယူပြီးတော့ဒီရှစ်ကိုပေါ့နော်ဒီရှစ်ကိုကွာ6ရဲ့ဒီသုံးလုံးနှစ်ရဲ့ဒီရှစ်ဆိုပြီးတော့တသွေးမတိမ်ပေါ့နော်ချိန်စည်းနောက်ပိတ်ကိုတသွေးမတိမ်ဖြီးမယ်ပေါ့နော်ငားရငားရသုံးရကိုရခွန်ကိုနှစ်ရနှစ်ရသုံးရခွန်လို့ဖြီးပြီးဒီရှစ်ကိုကွာ6နဲ့ဒီသုံးလုံးနှစ်နဲ့ရှစ်ဆိုပြီးတော့ချိန်စည်းနောက်ပိတ်အဲ့ဆိုရင်ဒီကဒီ1ရ5ရ6ရဒီ နှစ်အဲ့ဒီနှစ်ဒီခွန်ရခွန်ရရှေ့ရနှစ်လို့ဖြည်ပြီးတော့ဒီနှစ်ကိုကြတော့ဒီဂွာသုံးနဲ့ဒီသုံးလုံးကိုဒီနှစ်ပါဆိုပြီးတော့ထိတ်စီနောက်ပိတ်တိကျနဲ့ဖြည်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကတတိယကတ်မှာရှေ့ရ6ရနှစ်ရဒီ6ရှေ့ရ6ရနှစ်ရဒီ6အဲ့ဒီ6ကို9ရ6ရတိရဒီ6လို့ရပြီးတော့ဒီခွန်ကိုကြတော့ဒီကဂွာရှေ့ရဒီသုံးလုံးပေါင်း9ရဒီခွန်မှာဆိုပြီးတော့ထိတ်စီနောက်ပိတ်နဲ့ဖြည်မှာပေါ့နော် အဲ့ဆိုရှေ့သုံးကအတိုင်းကျွန်တော်တို့ကဒီမှာ6ရက်နေ့ရယ်9ရက်ဒီခွန်လို့ထောက်တာလို့ဒီမှာ9ရက်3ရက်9ရက်ဒီခွန်ဆိုပြီး9ထိပ်ကိုရိုက်မှာအဲ့ဆိုဒီမှာကျန်းနေတာ9အဲ့ဒီ9ကိုဒီ3လုံး1နဲ့ဒီ3လုံး4နဲ့ဒီ9ပါဆိုပြီးတော့ဒီ3လုံး1နဲ့ဒီ3လုံး4ဒီ9ပါဆိုပြီးတော့9ဘိတ်နဲ့နော်9ထိပ်9ဘိတ်ပေါ့အဲ့ဒီ9ထိပ်9ဘိတ်ခွာလေးကိုဘာနဲ့ရိုက်မလဲ9ထိပ်9ဘိတ်နဲ့ရိုက်မယ် ဲ့ဒီငါးထိတ်ကိုဘိတ်ကိုကျွန်တော်တို့ကဒါဥစားပေးအလေတိုင်းပါထည့်နေလေပေါ့နော်နှစ်ထိတ်လို့ကြားတယ်ဒီခွားတုံညာလို့ဖြစ်ခဲ့တော့ဒီတုံညာရဲ့ပါဝါငါးနှစ်ဥမှခွားငါးလို့တဲ့ရိုက်တယ်အဲ့ဒီတဲ့ရိုက်တဲ့ခွားငါးဒီပရိတ်လေးအဲ့ဒီလေးဒီလေးခါလို့ကျွန်တော်တို့ကဝင်းနေတာနော်တစ်ချိန်ကပရိတ်လေးဒီစက်တစ်ချိန်မှာလေးခါလို့ဝင်းနေတာအဲ့ဒါဒုတိယကနှစ်ထိတ်လို့ကြားတယ်ခွားကိုဒီခွားကိုရဲ့ပါဝါလေးဒီနှစ်ဥမှခွားလေးလို့တဲ့ရိုက်တယ်ဒီခွားလေးဒီပရိတ်တဲ့ အဲ့ဒီပရိတ်တွေဒီဆက်တဲ့ချိန်မှာတက်ခါဟာလို့ကျွန်တော်တို့ကရိုက်ချင်တာအဲ့ဆိုတတ္တရာကနှစ်ထိပ်လို့ကြားတယ်ဂွား6ဂွား6ရဲ့ဘာဘာဂွား1လို့နှစ်ဦးကိုတက်ရိုက်တယ်ဒီဂွား1ဒီပရိတ်3အဲ့ဒီပရိတ်3ဒီဒီချိန်ရပရိတ်3ဒီဆက်တဲ့ချိန်မှာ3ခါလို့ရိုက်ချင်တာအဲ့လိုကျွန်တော်တို့ရိုက်မဲ့၄ခါနှစ်ထိပ်ဂွား1 24ချိန်နှစ်ထိပ်ဂွား1တိရဲ့ဘာဘာ6နှစ်ဦးကိုဂွား6လို့တက်ရိုက်အဲ့ဒီဂွား6လို့ရိုက်ခဲ့တာဒီပရိတ်3အဲ့ဒီဒီချိန်ကပရိတ်3ကိုဒီဆက်တဲ့ချိန်မှာ သုံးဖားလို့ရိုက်ချင်တာအဲ့ဆိုကျွန်တော်တို့ကငါးထိတ်ကိုးဘိတ်ကိုသုံးဖားနဲ့ငါးသုံးကိုးပေါ့နော်ငါးထိတ်ကိုးဘိတ်ကိုသုံးဖားနဲ့ငါးသုံးကိုးပေါ့နော်ဟုတ်မနေ့တည်းကရင်းနေအောင်မြင်မှုပန်းနိုင်မှုဟုတ်စုခုနိုင်ကြပါစေကျွန်တော်မင်းထက်တာပါ